အလုံးမင်္ဂလာပါရှင်ဝီပါဒီနေ့ကတော့ပကံကိုရောက်တဲ့ဒုတိယမြောက်နေ့လေးပဲဖြစ်ပါတယ်ဒီနေ့မှာတော့ဝီတို့ကမနက်စောစော sunrise သွားကြည့်မှာဖြစ်ပြီးတော့နေ့လယ်မှာတော့မင်းနဲ့သူရောသွားကြမှာပါအလုံးမဲဝီတို့နဲ့တူတူလိုက်ခဲ့ကြပါအောင်ရှင် sunrise ကြည့်မဲ့နေရာကိုရောက်ပါပြီဒီနေရာကိုတော့ညောင်လက်ဖက်ကုန်းလို့ခေါ်ပါတယ်ဝီတို့ရောက်တာကနည်းနည်းစောနေသေးရော လူတော့တိတ်မရှိပါဘူးဝီတို့တငယ်ချင်းတွေရဲ့နောက်ထပ် foreigner တယောက်ရယ်ပဲရှိပါတယ် e bike တွေလည်းရောက်နေပြီဆိုတော့အခုမင်းနဲ့သူရောသွားကြပါမယ်။အလုံးမဲ wheel နဲ့တူတူလိုက်ခဲ့ကြပါအောင်ရှင်။ကတော့မင်းနဲ့သူရောမှာရှိတဲ့လေးတောင်ကံမှာဆံမပုံညာခင်ရဲ့လက်ကျန်လိုက်အောင်စာအုပ်ကိုဖတ်ပြီးကြတဲ့ကဒီနေရာလေးကို ရောက်ဖူးချင်နေခဲ့တာအခုတော့ရောက်လာခဲ့ပါပြီ။ ကံခစ်တုံကနရောင်းမြမရဲ့အမတ်တင်နာပတိချီမင်းအနန္ဒာသူရောဇနီးမောင်နှံကဒီရွာကလူတွေတောက်သွုံဖို့ဒီရေကန်ကြီးကိုတူဖို့ပေးခဲ့တာဆိုပြီးတော့လဲစောက်ထဲမှာဖက်လိုက်ရပါတယ်။ကံပေးမှာဆိုလို့ရှင်လဲတပင်အကြီးကြီးတွေနဲ့စိမ့်ဆူတာရပါတယ်။အဲ့လိုဒီဟာအီးထိပြည့်သွားဖို့ရေတွေက။အော် သူရွာကကလေးလေးတွေနဲ့လေးတောင်ကံမှာစုံပြီးတော့သူတို့နဲ့အတူတူရွာထဲကိုလိုက်လည်ဖြစ်ပါတယ်။ဒါကတော့မင်းနဲ့သူရွာထဲမှာရှိတဲ့မခက်ခိုင်တို့အိမ်ကိုမမျော်လင့်မရောက်သွားပြီးတော့မခက်ခိုင်တို့အိမ်ကနေအခန့်လိုက်တဲ့ပိန်ဦးတုတ်ရဲ့မြေပဲယူရဲနဲ့မြေပဲလော်ပါအရန်ဆောက်လို့ကောင်းပါတယ်ကျေးဇူးလည်းများကြီးတင်ပါတယ်။နေလေစာကတော့ဒီမင်းနဲ့သူရွာမှာရှိတဲ့မကြီးရိတ်ဆိုတဲ့ထမင်းဆိုင်မှာပဲစားဖြစ်ပါတယ်။ ီးကတော့ရွှေစံတော်ဖရာရဲ့တောင်ဖက်နားမှာရှိတဲ့မိဘမြတ်တာစီအကျော်ဆိုင်မှာဒီမှာဆိုရင်အကျော်တွေကတော့တော်တော်လေးစုံနေအချင်ရလည်းအရန်ကောင်းနေပေါ့နော်ပြီးတော့အုံစင်းကြီးတို့တခြားအတုပ်တွေလည်းရပါတယ်တခုရှိတာကဒီမှာအကျော်စားမယ်ဆိုလို့ရှိရင်နည်းနည်းစိတ်ရှိရှိနဲ့စောင့်ဖို့လိုပါတယ် ဆက်ကြည့်ဖို့အတွက်ဘုဖေယားကိုရောက်ဖြစ်ခဲ့ပါတယ်။ ထုတ်လာပြီပေါ့နော်ဒါပေမဲ့ဒီနေ့ e-bike ကနေ့လယ်မှာငားရဆိုတော့အချိန်လည်းမပြည့်သေးတာနဲ့ရွှေစည်းကုန်ဖေးရဘက်ကိုဆက်သွားပြပါတယ်တို့တပိတ်ပေါ့။ဒီနေ့ခြောက်လုံးကကျွန်တော်ပြန်ပြီးမှပြုတ်ပြင်ပြီးလုပ်တင်တာပေါ့။ ဒါစထုတ်ပေါ့ဒီလိုဘူးလေးနေလေဟုတ်ကဲ့ဒါလေးကဒီလေးရေတုံးတာတစ်လက်ငါးအင်းဒီဘက်မှာဒါကတော့ရွှေစည်းကုံဖရာရဲ့ဇောင်းနှန်းထဲမှာရောင်းတဲ့နမဲ့ကြီးနေတဲ့ကစီနေမုံပါဒီလိုမျိုးကျုပ်ခေါမုံလေးနဲ့လဲစားလို့ရပါတယ် ်ခုမိုးကလည်းချုပ်လာပြီး e-bike ပြန်အပ်ရမယ့်အချိန်လည်းနီးလာပြီဆိုတော့ဒီပကံညစီတန်းကိုခဏပတ်ကြည့်ပြီးတော့ပြန်လာပြခဲ့ပါတယ်ဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ရှင်နောက်ထပ်ဗီဒီယိုတွေမှာထပ်တွေ့ကြပါမယ်အားလုံးပဲတက်တာပါ